တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်းပြူကြောင်းမှုကြောင့်အသေဆုံးသူ68ဦးထိမြင့်တက်နေတဲ့သတင်းပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံအရှိဂျာဘာပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ကြောင်းပြူကြောင်းခဲ့တဲ့ဖြစ်စဉ်ကြောင့်အသေဆုံးသူဦးရေက68ဦးထိမြင့်တက်လာတယ်လို့သိရပါတယ်။ကြောင်းကျိတ်တွေမှာပြကြခဲ့ရဖြစ်ပြီးတော့ဖြစ်စဉ်မှာပါဝင်ခဲ့သူတွေက100ကျော်ကိုကယ်ဆယ်ရေးအဖွဲ့တွေကကယ်တင်နိုင်ခဲ့ပါတယ်။ ိုရဲ့ကြာမြင်ခဲ့တဲ့ရှားပွက်ကဲဆေးလုပ်ငန်းစဉ်တွေမှာတည်ဆုံးသူတွေရဲ့ရုပ်အလောင်း60ခုနဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာခုတို့ကိုရှားပွက်တွေ့ရှိခဲ့တာပါပြိုကျပျက်စီးခဲ့တဲ့စိတ်ပိုင်းအားလုံးရှင်းနေပြီချိန်မှာတည်ဆုံးသူ68ခုအထိရှိခဲ့တယ်လို့အတည်ပြုခဲ့တာဖြစ်ပါတယ်ကျောင်းပြိုကြရတဲ့အကြောင်းရင်းကိုအမြန်ဆုံးစစ်ဆေးဖော်ထုတ်ဖို့အတွက်အင်ဒိုနီးရှားအစိုးရကအထူးကော်မရှင်တရက်ကို ဖွဲ့စည်းတာဝန်ပေးရထားတယ်လို့သိရပါဗျ။ဒီတဲ့ရောညီချင်းအောင်ပါပြပို့လာပါ။